များပါမြစီမရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်။ငလင်ဘေးအနေရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေတည်တည်တည်ထိုက်တဲ့အချက်အလက်တွေကိုမျှဝေပေးနိုင်မှုမြစီမရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့တရက်လျက်နှစ်ကြိမ်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲထိ ဟိုင်းဒိုမီတာ31မီတာ9.43မဂါဟက်စ်ကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိဟိုင်းဒိုမီတာ16မီတာ7.5မဂါဟက်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမ်းမရှိကြပါစေလို့မြစ်မရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ် ဧပြီလ22ရက်တနင်္လာနေ့မနက်ပိုင်းမေဇမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲထိထုတ်လွှင့်နေပါပြီ။ကျမကတော့ရှင်မ ဒီကနေ့မှာတော့ငလင်တကြောက်အိုးဘိုထောင်မှာနိုင်ငံရေးအကျဉ်းသား20တိဆုံးတဲ့တဲ့င်းနဲ့အတူဓာမြမနေဆက်ကစစ်ကောင်စီတပ်စခန်းတစ်ခုကို KNL ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်တဲ့အကြောင်းပါဝင်နောက်ဆုံးရပြည်တွင်တဲ့င်းတွေကိုနားဆင်ကြပါမယ်။အဲဒီနောက်မှာတော့ဘာရီပြောမလဲဘာရီမေးမလဲအစီအစဉ်နဲ့အတူတိုင်းရင်းသားဒေသတွေကတဲ့င်းတွေတိုင်းရင်းသားတွေရဲ့အတန်နဲ့အမြင်တွေကိုပြောပြပေးမယ်။ NMC Radio အစီအစဉ်ကိုဆက်လက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်တဲ့င်းတွေကိုတင်ဆက်ပေးသွားမှာပါ။ မင်္ဂလာပါရှင်နောက်ဆုံးရပြည်တွင်သတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျမကတော့ဂျူချမ်းပါတနင်္လာရီတိုင်းတဝက် TK လမ်းပေါ်မှာရှိတဲ့ထိထဗျူဟာစခန်းသိန်းတိုက်ပွဲအတွင်စစ်ကောင်စီဗျူဟာမှုကိုအရှင်ဖမ်းဆီးရမိခဲ့ပေမဲ့မဖြစ်မနေပြစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ကရင်မျိုးသားအစည်းအရုံး KNU တမဟာလီဗိုက်တဝဲခရံအတွင်ရေမှုဘဒိုစောအေနာကအတည်ပြုပါတယ် ထိထဗျူဟာစခန်းသိန်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကဗျူဟာမှုနဲ့တပ်သားတချို့ကိုအရှံဖမ်းဆီးရမိခဲ့ပေမဲ့ဗျူဟာမှုရဲ့မကြေမငံဆက်ဆံပြီးရန်လိုနေတဲ့အနေအထားတွေကြောင့်စစ်ဆေးနေတဲ့ရဲဘော်ရဲ့လုံခြုံရေးအတွက်ပူပေါင်းတပ်တွေကပြစ်ခတ်လိုက်ရတယ်လို့ဆိုပါတယ်တီတာပြူဟာစခန်းမသိမ့်မီကာလနဲ့တိုက်ပွဲဖြစ်စဉ်ကာလအတွင်းတီတာပြူဟာမှုစီကိုလက်နက်ချဖို့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပြီးမြေမငန်ပြန်လည်တုတ်ပြန်မှုကိုပဲရခဲ့တယ်လို့လဲဆိုပါရယ် အဲ့ဒီအချိန်မှာစစ်ကောင်စီတပ်ရဲ့ဘုံကျဲလေရင်ကလည်းဝဲပြန့်နေပြီးဖမ်းမိထားတဲ့တပ်သားတချို့ထွက်ပြေးခဲ့ရကနေတော်လရင်အင်အားစုတွေရဲ့လိုက်လံပစ်ခတ်မှု လေကြောင်းကဘုံကျဲမှုတွေကြောင့်စစ်ကောင်စီတပ်သားတွေတိုက်ဆုံခဲ့တယ်လို့ဗီဒိုအနာကပြောပါရယ်ထိထပြူဟာစခန်းဟာဧပြီလ12ရက်နေ့ကစပြေးတိုက်ခိုက်ကဖြစ်ပြီးတော့တပတ်အကြာဧပြီလ16ရက်နေ့ညနေပိုင်းမှာအပိသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ဗီဒိုဆောအနာကပြောပါရယ် အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွက်မှာစစ်ကောင်စီတပ်က Y12 MI70 Jet Fighter လေယာဉ်တွေနဲ့အကြိမ်ကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ခုခံခဲ့တယ်လို့ဆိုပါတယ်။ ထီထပြိုဟာစခန်းရှိတဲ့ဒေသဟာအရင်က KNU တမဟာလီခရိုင်ဌာနချုပ်ရုံတွေအထိုင်ချရာဒေသဖြစ်ပြီး1998ခုနှစ်မှာစစ်ကောင်စီကတိုက်ခိုက်သိမ်းပိုက်ကလှုပ်ရှားစစ်ပြိုဟာစပါဟတက်ကနေစစ်ကောင်စီတပ်သားတွေနဲ့စခန်းအထိုင်ချခဲ့တာ ဖြစ်ပါတယ်တမဟာလီနယ်မြေအတွင်းမှာပြိုဟာအဆင့်ရှိတဲ့စခန်းကိုသိမ်းပိုက်နိုင်တာဟာစစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပထမဆုံးအကြိမ်ဖြစ်တယ်လို့ဆိုပါတယ် မန္တလေးတိုင်းမြင်းချံမြို့ဘက်ကိုဈေးဝယ်သွားသူတွေနဲ့ကုန်ကားမောင်းနှင်သည့်ကားသမား200ဦးရေဖမ်းဆီးခံရရပြီးသတင်းစာနာပြောင်းနေတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တင်တဲ့ဒေတာခန့်တွေကပြောပါတယ်။ အခုဖမ်းဆီးခံနိုင်ရသူစီရင်ဟာပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလကနေယခု2025ခုနှစ်ဧပြီလတကြမတိုင်ခင်ထိ6လတာကာလအတွင်းလလန်းမိသလောက်သိရှိရထားတဲ့သတင်းဖြစ်ပြီးနိုင်ရအနက်20ဦးရေမှာအသက်မပြည့်သေးတဲ့သူတွေဖြစ်ကြောင်းအများစုမှာလူလက်ပိုင်းတွေဖြစ်ကြောင်းဒေသခံကပြောပါတယ်မင်းဆက်မျိုးပေါ်မှာရှိနေတဲ့နမဲကြီးပြူစောတိခေါင်းဆောင်တီတာယူမွန်လက်အောက်ခံပြူစောတိဖွဲ့တွေက ချိန်မြတ်တရင်ခမရ15တက်အောက်မှာရှိနေတဲ့စစ်ကောင်စီတပ်သားတွေနဲ့တူပူးပေါင်းပြီးမြို့ပေါ်ကိုဝယ်ယူပြီးအပြန်ဂိတ်ကိုဖျက်တဲ့နေရာတွေမှာဖမ်းဆီးနေတာဖြစ်ပြီးဖမ်းဆီးရမှာလဲစိုးတုတ်တာရိုက်နှက်ခေါ်ဆောင်သွားတာတွေပြုတ်လုတယ်လို့သိရပါတယ် အဲ့ဒီလိုကုံပစ္စည်းစားသောက်ကုံတွေဝယ်ယူရမှာအရက်သားတွေနဲ့အတူကုံကားအစည်းလိုက်မထင်ရင်မထင်သလိုဖန်ဆင်းနေပြီးအစနာပြောက်သွားသူတွေလည်းရှိနေတာကြောင့်အခုနောက်ပိုင်းမျိုးဘော်ကိုတွားရောက်ဈေးဝယ်သူ80ရာခိုင်နှုန်းမတွားရဲကြတော့ဘဲရခင်ထက်ဈေးဝယ်သူနှဲပါသွားတာကိုတွေ့ရကြောင်းသိရပါတယ်ဒါကြောင့်မြင်းချံမျိုးပေါ်မဟုတ်တဲ့ကြေးရွာဘတ်တွေမှာ6လတာကာလအတွင်းကျက်သွန်နီမလွဲပြီးတော့ကျက်ဥတလုံး300ကနေ600တခွားသီးတလုံး800ကနေ3000 ဲထိုးဖို့အိမ်ဆောက်ဝါတလုံး1000ကနေ3500စသဖြင့်ကုန်စည်နှုန်းတွေများစွာမြင့်တက်တောက်ခဲ့တယ်လို့သိရပါတယ်။ဒေတာရင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့အဆိုအရမြင်းချံမျိုးပေါ်ကိုဖျက်ဖို့အတွက်မျိုးပပတ်လည်းမှာဂိတ်၈ခိတ်ရှိနေပြီးမြင်းချံမိတီလာမြင်းချံတောင်သာမြင်းချံနှထိုးကြီးစတဲ့မြို့ဝင်လမ်းမှမဟုတ်တဲ့ဂျားလန်းတွေမှာလည်းတရက်ကိုပြန်ပြကုန်ကထော်လာကြီးအစီး20မှ30ထိဖျက်တမ်းသွားလာမှုရှိနေတယ်လို့သိရပါတယ်။ မြို့ပေါ်ကိုဈေးတစ်ခါသွားဝယ်ဖို့အတွက်စစ်ကောင်စီလက်အောက်ခံပြူစောထီးတွေထံကိုစည်ရင်ပေးထောက်ခံစာပြုလုပ်နေရတာ၄လည်းရှိပြီးလက်ရှိမှာကန့်သက်ချက်တွေများစွာနဲ့သာဝယ်ယူနေရတယ်လို့ကုန်တယ်တွေကလည်းဆိုပါတယ်ဆန်၃ရိတ်နဲ့အထက်ဝယ်ယူပါကပြစ်တတ်မယ်လို့စစ်စေးရိတ်မှာရှိနေတဲ့စစ်ကောင်စီနဲ့ပြူစောထီတွေကချင်းချောက်မှုတွေလည်းရှိနေတယ်လို့သိရပါဗျ။ ကားတစီထော်လာကြီးတစီကိုစံတုံးအိတ်သာတယ်ဆောင်ခွင့်ပြုထားပြီးဂိတ်ဖြတ်တန်းကအနည်းနဲ့စံတအိတ်ကို9000စားတအိတ်ကို9000ကျပ်စီနဲ့သုံးအိတ်ကို1000ခွဲကျပ်သတ်မှတ်ထားပြီးစားသုံးစီကိုလည်း9ဘိတ်တာအောက်တာဝယ်ယူခွင့်ရရှိက9ဘိတ်တာတစ်ပုံးကို9000ကျပ်ကောက်ခံနေတယ်လို့သိရပါတယ်။ ဒါပြင် electronic ပစ္စည်းတွေလက်စင်နဲ့ဆက်ဆက်တဲ့ပစ္စည်းတွေ solar ပြားတွေဒါမကပဲ diesel စီတွေကိုလည်းဝယ်ယူခွင့်ပိတ်ပင်ထားတယ်လို့သိရပါတယ်။ရင်းချက်မှာမြို့ပေါ်မှာစစ်ကောင်စီတပ်ဖွဲ့အနည်းငယ်နဲ့တူပြူစောတိအဖွဲ့ဝင်ယာနဲ့ချီစိုးမိုးထားပြီးကျင်းရောက်ဘက်တီမှာတော့ကာကွယ်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတဲ့ဒေသဖြစ်ပါရဲ့ရှင်။ ပြည်သူ့ကော်မတီ PDF တပ်ဖွဲ့ဝင်တွေကကြိုက်ထရုတ်ဖျောက်ဖို့48ယောက်ကိုဖမ်းဆီးခဲ့မှုမှာစစ်ကောင်စီတောက်တိုင်6ယောက်ကအပကျန်တဲ့လူအလုံးကိုဧပြီလ16ရက်နေ့ကပြန်လွှတ်ပေးလိုက်ပြီးဖြစ်တယ်လို့အမှတ်နှစ်စစ်ဒေသကွဲအမှတ်29စစ်ဗျူဟာကဧပြီလ19ရက်နေ့မှာထုတ်ပြန်ပါတယ်ပြခဲ့တဲ့ April 15ရက်မလွဲပိုင်းကဘကိုတိုင်းညောင်လေးပင်ကနေစိုက်ထီယိုဖျားဖူးလာတဲ့သူတွေအထက်မှာပြူစောထီးတွေပါဝင်ကြောင်းသတင်းရရှိသဖြင့် ကြိုက်ထီယိုတောင်ချေကမွန်စခန်ကဒတ်ချောင်းပေးမှရှိတဲ့စားတောက်ဆိုင်တစ်ခုမှာဖျားဖိုး48ယောက်ကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါဗျ။ အရင်နောက်စစ်ဆေးမှုတွေလုပ်ခဲ့ပြီးညောင်လေးပင်ကပြူစောတိကောင်းဆောင်ဆိုသူကိုလှိုင်မဲကိုမဲကြီးကိုကြော်ကျော်ဦးကိုလှိုင်မဲရဲ့အသားဖြစ်သူလင်းမောင်ဦးအကျန်းဖတ်နှိမ့်နေရဲ့အဖွဲကကိုသိန်းထိနဲ့ကိုလှိုင်မဲရဲ့ဇနီးဖြစ်သူမယမင်းတို့ကိုဆက်လက်ဖမ်းဆီးစစ်ဆေးနေပြီးတော့ကျန်းတဲ့သူတွေကို April 16ရက်နေ့မှာလုံခြုံတဲ့နေရာအထိပြန်ပို့ကာလွှတ်ပေးလိုက်ပြီးဖြစ်တယ်လို့အမှတ်29ရက်စစ်ဗျူဟာရဲ့စစ်ဗျူဟာတာဝန်ခံကိုအေးမင်းထွန်းကပြောပါရယ် လက်ရှိဖမ်းဆီးထားတဲ့သူတွေဟာပြစ်မှုများစွာကိုကျူးလွန်ထားကြောင်းတွေ့ရှိရပြီးစုံစမ်းစစ်ဆေးမှုတွေကိုဆက်လုပ်နေဆဲဖြစ်ကအဲ့ဒီကိစ္စရဲ့အားလုံးကိုမကြခင်မှာပွင့်လင်းစွာချပြပေးသွားမှာဖြစ်တယ်လို့လည်းဆိုပါရရှင်မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့စကိုင်းငလျင်ကြီးကြောင့်မန္တလေးမြို့အိုးဘုတ်ထောင်မှာနိုင်ငံရေးအကျဉ်းသား20ဦးသေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားတွေကိုကူညီပေးနေတဲ့ဖွဲ့စည်းခုနှစ်ဖွဲ့ကဧပြီလ20ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ ။အိုမင်းဟောင်းနှန်းနေပြီးပြုပြင်မိုးမှန်ထားခြင်းမရှိတဲ့ဦးဘုထောင်ကအဆောက်အဦတွေဟာငလင်တန်းကြောင့်ပျို့ချပျက်စီးခဲ့တာဖြစ်ပြီးထိခိုက်သူ280အထက်ရှိနေကနိုင်ငံရေးအကျဉ်းသား10ဦး၊နိုင်ငံရေးအကျဉ်းသူ10ဦးပါဝင်စုစုပေါင်းအကျဉ်းသား30ဦးတေဆုံးခဲ့တယ်လို့လည်းဆိုပါတယ်။ အချင်းထောင်တွင်ထိခိုက်သေးဆုံးတဲ့သတင်းတွေကိုစစ်ကောင်စီကယူရဲချက်ရှိရှိဖုံးကွယ်ထားပြီးအကူအညီတွေမရရှိတဲ့အပြင်ငလင်တန်းကြောင့်ပျက်စီးနေတဲ့အဆောက်အဦတွေအတွင်အတင်းကျပ်ဝင်ရောက်နေထိုင်ရန်စေခိုင်းမှုတွေလည်းရှိနေတယ်လို့ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်နိုင်ငံတကာအနေနဲ့မြန်မာငလျင်ဘေးကိုအာရုံစိုက်နေတယ်လို့မျိုးအချင်းထောက်ဒီမှာရှိနေတဲ့နိုင်ငံသေးအချင်းသားတွေအပါအဝင်အချင်းကျနေသူတွေကိုလည်းငလျင်တန်းတွေကိုဆိုးရွားစွာခံစားနေရတာကြောင့်ထိရောက်တဲ့အကူအညီနဲ့အေးအေးယူဆောင်ရွက်မှုတွေပြုလုပ်ပေးစီလိုတယ်လို့ကိုတိုက်ထွန်းကပြောပါတယ် နောက်ဆုံးရပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးဘာတွေပြောမလဲဘာတွေမေးမလဲအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် သူတို့ကရိုက်တာခေါင်းတွေပါရိုက်တာကျွန်တော်ကတော့လက်ဝဲတိုင်းတင်ထားပါဗျာထားပါတော့အဲ့တော့အဲ့ကိုရောက်ပါရောက်သွားတော့နော်နာမည်တွေပါတယ်မေးပါဗျာမေးပြီးတော့ဒီမောင်နဲ့မင်းတို့ကောင်တွေမြောက်ဝဲလို့អော်တာဘယ်သူလဲကျွန်တော်လည်းអော်တာမဟုတ်ဘူးမသိဘူးလို့ကျွန်တော်អော်တာမဟုတ်ဘူးလို့အဲ့ကောင်တွေလိန်နေအောင်တီးတယ်အဲ့ကောင်ခေါင်းဆောင်ပဲကျွန်တော်ကျွန်တော်အဲ့ကောင်ခေါင်းဆောင်ပဲဝိုင်းတီးတာအယောက်20လောက်ရှိတယ်ကျွန်တော်ခုနှစ်ယောက်ဝိုင်းတီးတာတီးအာ အဲ့ဒီရောက်တော့ကျွန်တော်ထင်တယ်စနစ်ခွဲလောက်ရှိစနစ်ခွဲလောက်ကနေအဲ့လိုတီးနေ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 ဘူးရောနေဘူးလဲမှာအဲ့နေတော့မပူဘူးကအမိုးတော့ရှိတယ်ထားပါတော့အဲ့မှာမိုးတွေကရွာလာအဲ့ဒီကမိုးရွာကြီးတွေမှာတီးခံတီးတီးတဲ့ပြုတ်ဘာမီးလဲဆိုဟင်းအောင်နေမင်းတို့ကမေးပါဦးမယ်အဲ့ဒီကောင်နာမည်ကထွန်းဝင်းထိုက်ဦးစည်းရာရှိအင်းစင်ကြောင့်ဦးစည်းရာရှိထွန်းဝင်းထိုက်နော်ရှောင်းတာနဲ့စာအုပ်ထဲမှာ ရှောင်းသားနဲ့တခုတ်တည်းရထည့်ရေးထားတယ်ဆုံးသွားတယ်ဆိုတော့ထောင်ထဲမှာဆုံးသွားတယ်ဆိုတော့တယောက်စလမ်ဘာသာဝင်တယောက်ဆိုတာသူရိုက်တက်လိုက်တာဟုတ်သူရိုက်တက်လိုက်တာအဲ့ကောင်ရိုက်တက်လိုက်တာအဲ့တော့အချင်းတော်လည်းဆိုဥပလီရာဆိုလို့ရှိရင်ညာအချင်းသားချင်းချင်းတော့လည်းကောင်းရိုးရိုးဟိုအပွင့်မရှိသေးဘူးပေါ့နော်ဟိုပြန်နှောင်းဝင်ရရှိမဖြစ်သေးလို့ရှိရင်အချင်းသားတွေကိုရိုက်နှက်ပွင့်မရှိဘူးဟုတ်ပြန်နှောင်းဝင်ရရှိ ဖြစ်မှာအ ਨੇ ဆုံးတော့တဝင်းရှိမှာပေါ့နော် သူ့ရဲ့မျက်စိရှေ့မှာသူ့အမိန်နဲ့ပဲရိုက်နှက်ဆုံးမဝင်ရှိရဆိုပြီးတော့ပါတယ်။ဟုတ်ပြောရရင်တော့သူအကြီးဆုံးပဲလေမှာသူတောင်းဝန်ရှိတာကျွန်တော်တို့ရိုက်တာ။ဟုတ်အဲ့မှာထားပါတော့ကျွန်တော်တို့အဲ့ဒါနာမည်တွေနေအမှုတွေနေဘာညာမေးလဲမလို့နေပေါင်းနဲ့မင်းတို့ကမေးပါဦး။မင်းတို့ကပါတယ်လေ။မင်းရောမင်းတို့ကျွန်တော်တို့ကလည်းကျွန်တော်ခုနှစ်ယောက်တော့နည်းနည်းတော့အကျော်တင်းနေပြောအောင်လား။ဟုတ်မင်းငယ်ရင်းနဲ့ပြလိုက်လူရအကုန်အကျော်တင်းတယ်။အဲအဲ့လိုမျိုးပြတာပေါ့။မင်းတို့ကဘာတွေလဲဆိုတော့ကျွန်တော်တို့ကငါးငါးတယ် အာလုံးဝသားလေးရိုက်သွားတယ်ဒီကောင်ကအခုနေချုံးပြေဘူးလေမင်းတို့လောက်ကငါငါဟိုကရိုက်တာရိုးမရိုက်ဘူးနော်ဘာသာကပြောရိုက်တာမင်းတို့လောက်ကငါရငါမင်းတို့လောက်ကနိုင်ငံရေးကျင်းတာမင်းတို့ကထောင်းပါထင်နေတာလေအဲ့လိုပြောပြီးရိုက်တာကဲအာဘာရရရရောနိုင်ရောလောက်ရှိတယ်ရိုက်လိုက်ရိုက်ပြီးတော့ခဏနာနာပြီးတော့ဖျောင်းနေတယ်မင်းတို့ကဘာနေလဲကျွန်တော်ကငါငါလေထိုက်ရိုက်သွားတယ်အဲ့ကောင်ကအခုနေချုံးပြေဘူးလေ ထိုက်ကြိုက်တာအဲ့လိုမျိုးပဲပြောပြောပြီးကြိုက်တာမင်းတို့လားကွာ905မင်းတို့လားကွာနိုင်ငံရေးကျင်းသားမင်းတို့ပဲဓမ္မနဲ့အာဓမ္မပြည့်တဲ့ထင်နေတာလားမင်းတို့ကထောင်ဘလို့ထင်နေတာလဲဘာချိုးချိုးတာလဲအဲ့လိုပြောပြီးကြိုက်တာတတိယတစ်ချိန်ကြတော့ကျွန်တော်တို့ကအဲ့တိုင်းပဲဖြေတာနောက်နောက်တတိယတစ်ချိန်ထပ်မနေတာပေါ့နော်မင်းတို့ကဘာတွေလဲကျွန်တော်က905တွေ ဟဲ့မင်းတို့ကောင်တွေကတဲ့ရိုက်ငနေမင်းတို့ပေးမှားတဲ့ငါတို့စက်ရိုက်လို့ရှိရင်လည်းမင်းတို့ကောင်တွေက905မဟုတ်လေမင်းတို့ကအချုပ်သားတွေမှတ်ထားတယ်မင်းတို့ရောက်နေတာထောင်းနဲ့မင်းတို့ထောင်းမှာမင်းတို့လှုပ်ရှင်တာလှုပ်လို့မရဘူးမင်းတို့ပြန်မှာလှုပ်ရှင်တာလို့ထောင်းလာပြီးအဲ့လိုမလှုပ်နဲ့ဘာညာဘောဗျာချင်းညှောက်တာဗောဘလောက်တိပြောလို့ဆိုမင်းတို့ကောင်တွေကိုလည်းရှင်းရင်းရိုက်တက်လိုက်လို့ရတယ်နော်တဲ့ထုံးဝင်းထိုက်ပါဇက်ကပြောတဲ့စကားနော်မင်းတို့ကိုရိုက်တက်လိုက်လို့ရတယ်မင်းတို့တေွားလို့ငါတို့အေဖိုးတက်ရွက်ပဲကုန်တယ် ဘာမှပြဿနာမရှိဘူးအဲ့ဒါကိုမင်းတို့သဘောပေါက်တာမင်းတို့ကောင်တွေထောင်းတွေလိုလာမချိုးနဲ့အဲ့လိုမျိုးပဲရိုက်တာအဲ့ဒါရိုက်တာရိုက်တာရိုက်တာတော့မှဘလို့ရိုက်လဲဆိုတော့ကြောပြအောင်မင်းနည်းနည်းလေးကြံနေကျွန်တော်ရောက်တဲ့ချိန်မှာထောင်းကတန်းပိတ်သွားပြီတန်းပိတ်သွားတဲ့ချိန်ဆိုတော့သူကတန်းပိတ်ရင်မင်းကြီးကနေတော့ပုံမှန်ဟိုတရားကွေဖွင့်တာကိုဖွင့်တော့အဲ့ဒီချိန်မှာဘာဖွင့်ထားလဲဆိုတော့မေတ္တာပုတ်ကြီးဖွင့်ထားတာမေတ္တာပုတ်ကြီးဖွင့်ပြီးတော့ရိုက်ရိုက်တာဟုတ်ရိုက်ရိုက်တာမေတ္တာပုတ်ကြီးဖွင့်ပြီးရိုက်တာ အဲ့ဒါရိုက်တာဘလောက်ကြာလဲဆိုတော့ရောင်းနေစလို့ကျွန်တော်တို့ကကျွန်တော်တို့ညောညောပဲကြာတယ်။อืมဝိုင်းရိုက်တာညနေ၄ခွက်လောက်ဖြစ်သွား။၄ခွက်လောက်ထိရိုက်။ရိုက်ရိုက်ပြီးအဲ့ကောင်နေတဲ့၆တိုက်ပို့မယ်နဲ့တင်းချင်းကလည်းခြေချင်းကတောက်ထဲခြေချင်းနဲ့တောင်းနေဖြစ်သွား။อืมခြေချင်းနဲ့တောင်းနေထဲထဲထဲပြီးတော့၆တိုက်ပို့မယ်ဆိုပြီးတော့တိုက်ဝင်းနဲ့ကိုခေါ်သွား။တိုက်ဝင်းအဝရောက်တော့อืม တိုက်ဝင်းအဝရောက်တဲ့အချိန်မှာသူကတခါစင်းကြီးယူလာလို့တိုက်အဝင်စင်းကြီးယူတယ်။ယူတော့အဲ့ယူတဲ့နေရာမှာကျွန်တော်တို့ခဏရက်ပြီးအစင်းကြီးယူတော့ကျွန်တော်တို့ခုနှစ်ယောက်ပေါ့တိုက်ကစင်းကြီးယူလဲယူပြီးတော့အဲ့အောင်နေရာပါပြောတော့ကျွန်တော်ကျွန်တော်နေရမယ်အခန်းပေါ့နော်အဲ့6တိုက်ရဲ့အခန်းနဲ့အဲ့တိုက်ဝင်းတကားဝနဲ့ကသူတို့ယုံထိုင်တဲ့နေရာပေါ့တိုက်အရာရှိယုံထိုင်တဲ့နေရာနဲ့ကပေ150လောက်ဝေးတယ်150 200လောက်ရှိနေအဲ့မှာ ဟုတ်ဘာပြောလဲဆိုတော့မင်းတို့တိုက်သေးဘူးလေးဘက်ထောက်ပြီးဝင်လေးဘက်ထောက်ပြီးဝင်မရိုက်ဘူးဟောလမ်းလျှောက်ဝင်ရိုက်อืมအဲ့လိုမျိုးပြောလေးဘက်ထောက်ဝင်ခိုင်းတာဝင်ခိုင်းတော့အကိုစဉ်းစားတယ်ကျွန်တော်တို့ကလူတွေတွေကြာလူတွေကဘာမှလေးဘက်ထောက်เสียအကြောင်းမရှိဘူးလေကျွန်တော်တို့ကလူသားတွေအဲ့တော့ကျွန်တော်လေးဘက်မထောက်နိုင်ဘူးဟောလေကျွန်တော်မတည့်ရက်ပြီးတော့ဝင်6တိုက်6တိုက်ကိုပို့မယ်ဆို6တိုက်ကိုပို့အဲ့ဒါဆိုလို့ရှိရင် လေးတိုက်ကိုဖြတ်ကားမယ်ငါးတိုက်ဖြတ်ကားအဲမဟုတ်ဘူးမဟုတ်ဘူးလားမဟုတ်ဘူးအဲ့လိုမဟုတ်သူကဝင်တော့ကျွန်တော်တို့ကအဲ့အဆောင်မူရုံငန်းပြီးလို့ရှိရင်သူကအဲဒီဘက်မှာတိုက်ဝင်နေမှလားတိုက်ဝင်နေမှာဒီဘက်မှာတစ်တိုက်ဒီမှာနှစ်ရှိနှစ်နှစ်ရှိအရှိနှစ်နှစ်တို့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 ပြီးလို့ရှိရင်ဟိုဘက်မှာက6တိုက်ရှိတယ်6တိုက်ပြီးမှ9 4 3 6တိုက်ကယင်လာတာဟုတ်ပြီအဲ့တော့ဟိုဘက်ကနေပေါ်လာဖြစ်နေအဲအဲ့ တကယ်တမ်းလာတာတစ်ပြီး1 3 4 5 6လို့တန်းသွားတာအာဟုတ်မင်းကြီးလမ်းကနေပြီးကြည့်လို့ရှိရင်လေဩအမင်းတို့ကြတော့6တိုက်ကိုရင်ရောက်တာကျမ်းမ6တိုက်ကိုရင်ရောက်အဲ့ဒါဟိုဘက်ကနေပတ်သွားတာဖြစ်လေအာနားနဲ့ကျွန်တော်လေးဘက်လေးဘက်ထောက်ကြီးမသွားနိုင်ဘူးပေါ့နော်ကျွန်တော်လေးဘက်ထောက်မသွားနိုင်ဘူးလေးဘက်ထောက်မသွားနိုင်ဘူးကျွန်တော်လမ်းလျှောက်သွားအဲ့ဒါမင်းသဘောပဲလေမင်းလမ်းလျှောက်ပြီးသွားရင်ငါတို့ကလိုက်ရိုက်ဒါတော့သူတို့လုပ်ပေါ့နော်အေးပါဒါသူ့ကိစ္စအဲ့ ကျွန်တော်ကလမ်းလျှောက်သွားလမ်းလျှောက်ပေါ့နောက်ကလိုက်ရိုက်တာဖုံးဖုံးနဲ့လိုက်ရိုက်တယ်ဘယ်နည်းလောက်ရိုက်လဲပုံတော့อืมတော့လိုက်ရိုက်တာကျွန်တော်တကြိမ်ပြစ်လေနောက်ထထထဆိုကြိုက်နောက်ကတန်ချင်ချင်းတောက်ကြီးနဲ့တောက်ကြီးနဲ့တောက်ကလည်းမောင်းမောင်းတက်ခံအောင်လေတောင်းနဲ့လမ်းလျှောက်တယ်အေးဘောအဲ့ချိန်မှာမောင်းမောင်းဆိုအဲ့တော့ဝါရှောက်ရတာကုလကန်နဲ့ကုလကန်လျှောက်တော့ကာတာကာတာကုလကန်ကာတာကာတာနဲ့ကုလကန်နဲ့တနင်္သာရီကတနင်္သာရီ6လက်မလောက်ပဲယူရမှာအင်း ောက်ကဟိုတပေတော့တပေတော့ပေါ့စဉ်းစားကြည့်ဝင်ဘလောက်မှရွှေ့လို့မရဘူးလေတလန်းကို6လမှတော့ရှိရလားမသိဘူးရွှေ့လို့ရတာအဲအဲ့လိုမျိုးဖြစ်နေဖြစ်နေတော့နောက်ကနေလိုက်ရတယ်ပစ်နေဘုံတို့အဲ့လမ်းမောပစ်လေပစ်လေဟိုရောက်ထားထားထားဆိုရိုက်အဲ့လိုအတင်းပြန်ထားဒုတိယတစ်ချိန်ပြန်ထားနောက်တစ်ချိန်ပစ်လေတယ်ဒုတိယချိန်ပစ်နေတယ်ပြန်ထားတယ်ပြန်ထားပြီးဆက်ပြီးရှောက်တယ်ရှောက်တော့အဲ့တိုက်တိုက်ကျွန်တော်တို့နေရမယ့်6တိုက် ဒီ CEO လေးပေါ့နော် CEO လေးနားရောက်မှာနောက်တစ်ချိန်ပြစ်လေအောင်တုံးမပြစ်လေကျွန်တော်လုံးဝလောကကြီးနဲ့အဆက်တော်ပြတ်သွားတယ်ခဏပြတ်သွားဒါမှမဟုတ်ကျွန်တော်တိတော့တိတယ်ဗျာတိစိတ်တော့ရှိတယ်ဟာငါတိလုံးမဖြစ်သေးဘူးပေါ့နော်အဲဒီတော့ဆိတ်လျှော့လို့မရဘူးတိလုံးမဖြစ်သေးဘူးဆိုပြီးတော့ကျွန်တော်ပြန်ပြီးအာတင်းလိုက်တဲ့အချိန်မှာအဲ့ကျွန်တော်အပေါ်မှာအဲ့ဝန်ထမ်းအဖိုးကြီးတယောက်ကဝဝနဲ့ဝဝနဲ့အဖိုးကြီးကကျွန်တော်အပေါ်မှာခွပြီးရက်ထားတယ်ကျွန်တော်အပေါ်မှာခွပြီးရက်ထားတယ်ရက်ထားပြီးတော့ဟိုကောင်းလေးကိုလှမ်းអော်တယ် ဟိုကောင်ကြီးလည်းဘေးမှာနေမှာလှမ်းអော်တယ်ဆိုတော့ဝေးလမ်းမို့ဘေးမှာပေါ့អော်ပြောနေတာတော့ဒီကောင်ကြီးကိုဟိုဟန့်နေတာပေါ့ပြောရင်တော့ကျွန်တော်ကြားလိုက်တယ်နားထဲမှာကျွန်တော်မျက်စိမှာမြင်လိုက်တယ်အဲ့တော့ပြောင်းနေတဲ့ဒါလူတွေနိုးတယ်မင်းတို့ကောင်ကြီးကတွန်တွန်းနေပြီလေအင်းပြိဿံနေမဟုတ်ဘူးလေမင်းတို့အဲ့လောက်ကြီးကြီးရိုက်ဆရာမို့ပြီးတော့နိုင်ငံရေးသမားတွေွာတယ်ဟိုပြဿနာတက်သွားမယ်တကူဖြစ်လို့ရှိရင်အင်းအဲ့တိုင်ဟန့်လိုက်ပေါ့ဟန့်လိုက်တော့ဟိုကောင်ကြီးနည်းနည်းရက်သွား ရက်ကွန်ရဲ့ NMG သတင်းဌာနရဲ့ April 22ရက်နေ့မနက်ပိုင်းရေဒီယိုအစီအစဉ်တွေကို စတင်နေပါပြီ။ဒီအစီအစဉ်မှာတော့တိုင်းသားဒေသတွေနဲ့တော်လန်ရေးနယ်မြေတွေက သတင်းတွေအဲ့ဒီဒေသတွေကပြည်သူတွေရဲ့အသံနဲ့အမြင်တွေကို အထူးစုစည်းတင်ဆက်ထားတာဖြစ်ပါတယ်။ကျွန်မအာမီပါ။ ဒီနေ့သတင်းတွေထဲမှာတော့သခိုင်းငလင်ကြောင်နေပြည်တော်နေမြေကအဆောက်အုံတွေဘလောက်ထိပျက်စီးသွားပါသလဲရှမ်းပြည်တောင်ပိုင်းငလင်တန်ခံနေရတဲ့ဒေသတွေစီကိုအကူအညီတွေဘာကြောင့်နောက်နေနေရတာလဲဆိုတာနဲ့နှစ်ဆန်းတရက်နေ့ကစစ်ကောင်စီကထုတ်ပြန်ခဲ့တဲ့လွတ်ငြိမ်းချမ်းသာ권အမိန့်မှာလွိုက်ကော်ထောင်ကဘသူတွေလွတ်လာပါသလဲဆိုတာတွေကိုနားဆင်ရဖို့ရှိနေပါတယ် ုတော့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါစစ်ကောင်စီရဲ့ငလင်တန်းကြောင့်ပျက်စီးမှုတွေအပေါ်တွင်စင်စစ်ဆေးမှုအရာ နေပြည်တော်နေပြည်တော်အတွင်းမှာအဆောင်ပေါင်း1500ကျော်ပျက်စီးသွားတယ်လို့စစ်ကောင်စီကိုတင်ပြတဲ့အစီရင်ခံစာတွေမှာဖော်ပြထားပါတယ်အဲ့ဒီအထဲမှာလုံးဝပြိုကျသွားတဲ့အဆောက်အုံပေါင်း100ကျော်ရှိပြီးပျက်စီးမှုကြီးမားတယ်လို့သတ်မှတ်လို့ရတဲ့အဆောက်အုံက900နီးပါးရှိနေပါတယ်။ ကျန်တဲ့ပျက်စီးမှုအသင့်အတင်းနဲ့အနည်းငယ်အဆင့်သတ်မှတ်ချက်မှာတော့900ကျော်ရှိပြီးအဲ့ဒီအဆောက်အုံတွေမှာတော့လူပြန်နေနိုင်သေးတယ်လို့သတ်မှတ်ထားပါတယ်ပြိုကျခြင်းဆိုတာကတော့အဆောက်အုံအထက်တစ်ထပ်ဒါမှမဟုတ်တစ်ခုလုံးပြိုကျသွားတာဖြစ်ပြီးပျက်စီးမှုကြီးတဲ့အဆောက်အုံဆိုတာကတော့လူနေလို့မရအောင်ပျက်စီးသွားတာပဲဖြစ်ပါတယ်ချင်းပြည်တောင်ပိုင်းကချင်းညီနောင်အဖွဲ့တွေချင်းချုပ်ထားတဲ့မတူပီမျိုးကိုစစ်ကောင်စီတပ်ရဲ့လေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာကြောင့်အရတား9 က်ဒဏ်ရာရပြီးတော့လူနေအိမ်တချို့ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ် ပြီးခဲ့တဲ့18ရက်နေ့နေ့လယ်ပိုင်းမှာမတူပီမြို့ရဲနဲ့မြို့အနီးဝန်းကျင်ကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပေါင်းအကြိမ်ကြီး3ကြိမ်လုပ်ခဲ့တာလို့ဆိုပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်ဒဏ်ရာရသွားတဲ့အရက်သားတွေတင်းမှာတော့ခရီးရန်ဓမ္မအမှုတော်ဆောင်ဆရာတော်တပါးလဲပါတယ်လို့ဒေသခံတယောက်ကပြောပါတယ်။အဲ့ဒီဆရာတော်ဟာခြေောက်ပြတ်သွားပြီးစိုးရိမ်ရတာကြောင့်အရေးပေါ်ဆေးကုသမှုခံယူနေရပါတယ်။စစ်ကောင်စီတပ်ရဲ့ဒီလေကြောင်းတိုက်ခိုက်မှုတင်းမှာတော့ဖျားချောင်းအပါအဝင် လူနေအိမ် ားလုံးထက်မနည်းလဲထိမှန်ပျက်စီးသွားပါတယ်။မတူပီမြို့ကို2024ခုနှစ်ဇွန်လ29ရက်နေ့မှာချင်းညီနာအဖွဲ့နဲ့ AA ပါဝင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတင်ပိုက်ရရှိခဲ့တာပဲဖြစ်ပါတယ်။မြို့သိမ်းတိုက်ပွဲအတွင်းမှာတင်းရှောင်နေကြရတဲ့ဒေသခံတွေဟာမြို့ထဲကို ပြန်ပြီးတော့နေထိုင်နေတဲ့အချိန်အခုလိုမျိုးလေကြောင်းကနေဘုံကျဲတက်ခိုက်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ကရင်မျိုးသားအစည်းအရုံး KNU ရဲ့တမဟာလေးတဝဲဒေသမှာအရေးကြီးတဲ့ပြူဟာစခန်းကြီးတစ်ခုကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်တွေကသိမ်းယူနိုင်ခဲ့ပြီးပြူဟာမှုကိုတော့အသေးမိခဲ့တယ်လို့တမဟာလေးကသတင်းဌာနတွေကိုထုတ်ဖော်ပြောဆိုထားပါတယ်။ ထိထဗျူဟာစခန်းကိုတကြံအကျိုးနေကလေးကပိတ်ဆို့တိုက်ခိုက်နေခဲ့တာဖြစ်ပြီးဧပြီလ16ရက်နေ့မှာ KNU ပူပေါင်းတပ်တွေကအပီးသက်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။မူလကဗျူဟာမူးကို အရှင်ဖမ်းမိခဲ့ပေမဲ့ဖမ်းဆီးရမိတဲ့စစ်တုံးပန်းတွေကိုမင်းမြတ်နေတဲ့အချိန်မှာပဲအနည်းငယ်ရှိလောက်တဲ့အပြုတ်အမှုကိုပြုလုပ်ခဲ့တာကြောင့်လုံခြုံရေးယူနေတဲ့ကရင်ရဲဘော်တွေကဗျူဟာမူးကိုပြစ်တက်ခဲ့ရတာဖြစ်တယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ဗိတ်တော်ဝဲခရိုင်အတွင်း ရေးမှူးဘဒုအဲနာကသတင်းဌာနတွေကိုထုတ်ဖော်ပြောဆိုထားပါတယ်။ထိထစခန်းဟာဒဝဲတီခိနယ်ဆက်လမ်းကြောင်းပေါ်မှာရှိနေတဲ့စစ်ကောင်စီတပ်ရဲ့အကြီးအမားဆုံးစစ်စခန်းဖြစ်ပြီးစစ်ရေးဗျူဟာအရာအရေးပါတဲ့စခန်းတစ်ခုဖြစ်ပါတယ်။ရှမ်းပြည်တောင်ပိုင်းကတော်လှန်ရေးတပ်ရင်း၄ခုပူးပေါင်းပြီးတော့ SSNDF လို့ခေါ်တဲ့ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်ပြီးခရီးနီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲ့အမိန်ပေးမှုအောက်ကနေလှုပ်ရှားသွားမယ်အကြောင်းကို SSNDF ကသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီ SSNDF ထဲမှာ ရှမ်းပြည်တောင်ပိုင်းဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU ရှမ်းတောင်ဒေသခံကာကွယ်ရေးတပ်အမှတ်1339အမှတ်1338နဲ့ရှမ်းတောင်အထူးဒရုန်းတပ်ဖွဲ့ SODF တို့ပါဝင်ပါတယ်။အဲ့ဒီတပ်ဖွဲ့တွေဟာ KNDF view ဟာအမှတ်ကို အနေနဲ့ KNDF ရဲ့အမိန့်ပေးမှုအောက်ကနေလှုပ်ရှားကြမှာဖြစ်ပြီး မကြာခင်က တင်းနှင်းစင်းပွဲကိုကျင်းပခဲ့တယ်လို့ KNDF ကလည်းထုတ်ပြန်ကြေညာထားပါတယ်။ အခုဆက်ပြီးတော့သတင်းလွှာတွေကိုတင်ဆက်ပေးသွားမှာပါ။စကိုင်းငလင်ကြောင့်ထိခိုက်ပျက်စီးမှုများပြားခဲ့တဲ့ရှမ်းပြည်တောင်ပိုင်းမှာဒီနေ့အချိန်ထိ အကူအညီရောက်ရှိမှုနှဲပါနေစေဖြစ်တယ်လို့ကုညီကယ်ဆေးရေးလှုပ်ဆောင်ပေးနေသူတွေကပြောပါရယ်။အပြည့်အစုံကိုတော့ကိုပီတာကတင်ဆက်ထားပါရယ်။နပတ်ကြော်ကြလာတဲ့အထိအကူအညီရောက်ရှိမှုနှဲပါနေပြီးကြန့်ကြံရတာဟာစစ်ကောင်စီရဲ့ပိတ်ပင်သာစီးမှုတွေကြောင့်ဖြစ်တယ်လို့ အိုလုငယ်အစီယုံ PYO ကပြောပါတယ်။ဒုအတ္တနီယာတွေကိုအကူအညီတွေအမြန်ဆုံးရောက်ရှိနိုင်ရေးကအစစ်အစစ်ပိတ်ပင်တာစီမှုတွေကိုရှော့ဖို့လိုအပ်တယ်လို့ PYO ဒုဥက္ထခူဦးကပြောပါတယ်။ဖွဲ့မတဲ့ချက်ကဒီနိုင်ငံတကာတွေရဲ့အကူအညီတွေရောပြည်တွင်းရဲ့အကူအညီတွေတော်တော်များများကသွာလာခွင့်နေပေါ့နော်။အဲဒီမှာဟန်တာတွေတချို့ရှိတယ်စစ်ကောင်စီကိုယ်တိုင်ကလည်းဒီအကူအညီပေးတဲ့တချို့နေရာမှာတို့ကွန်ပျူတာကြရမှဆိုတဲ့အမျိုးပေါ့နော်အဲ့လိုမျိုးလုပ်တဲ့အတွက်ကြောင့်မို့လို့ဒီနောက်နေကြကြမှုတွေတော်တော်များအကြီးကတွေ့နေရတာတခုရှိတယ် မလန်28ရင်းနေကလုတ်ခတ်ခဲ့တဲ့စကိုင်းကလေးကြောင့်အင်းလေးဒေတာအတွင်းပျက်စီးသွားတဲ့နေအိမ်တွေအမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေးကူညီပေးကြဖို့ဒေတာခံတွေကညှို့လင်းနေကြပါတယ်။စာရေးတောက်ရေးစာနာရေးခတ်တဲ့နေရေးထိုင်ရေးအတွက်မုန်ထွေအမီနေအိမ်တွေအမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ဖို့ကူညီပေးစီချင်တယ်လို့အင်းလေးဒေတာခံတွေကပြောပါတယ်။ကလင်နဲ့တင်ခဲ့တဲ့ဒေတာထဲမှာပါဝင်တဲ့ညောင်ရှင်မြို့ရဲ့တောင်ဘက်ဆင်မိုင်ခန့်မှာလည်းစစ်ကောင်စီတပ်ပအုပ်ပြည်သူ့ဆက်ဖွဲ့ PNA တို့နဲ့ ကွန်မန်ရေးတပ်ဖွဲ့တို့ကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲလို့ဒေတာခန်တွေကဆိုပါတယ်။မလီတန်ကြောင့်အင်းနေဒေတာမှာထိခိုက်ပျက်စီးသွားတဲ့နေအိမ်ပေါင်း3000ကျော်ရှိနေတယ်လို့ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။ပျက်စီးသွားတဲ့နေအိမ်အဆောင်အုံတွေကိုဖယ်ရှားရှင်းလင်းမှုတွေလှုပ်ဆောင်နိုင်ရေးလဲအခုညီတွေလိုအပ်နေဆဲဖြစ်ပြီးလက်ရှိမှာဒေတာခန်တွေဟာကိုထူကိုထားလှုပ်ဆောင်နေကြရတယ်လို့ဆိုပါတယ်။ရှမ်းပြည်တောင်ပိုင်းညောင်ရွှေအင်းလေးပင်လောင်းနဲ့အောင်ပန်းမြို့နယ်တွေမှာမလီတန်ကြောင့်ထိခိုက်တိုက်ဆုံသူစုစုပေါင်း 150တယောက်ရှိခဲ့ပြီးနေအိမ်တွေလည်းဆိုးရွားစွာပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ PYO ကဧပြီလပထမပတ်မှာထုတ်ပြန်ပါတယ်။ Greenie B Like ကအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားလွတ်မြောက်လာသူတယောက်မှ မရှိဘူးလို့ထောင်တဲ့နီးစပ်သူတွေကပြောပါတယ်။ဒီအကြောင်းကိုတော့ NMG ရဲ့သတင်းထောက်စမိုင်းကတင်ဆက်ထားပါတယ်။ လွိုက်ကောအတင်းထောက်မှာလူရဲစီတူတွေအများအပြားရှိပေမဲ့ရထက်သူအမှုတွေနဲ့ဆက်လက်ချုံနာထားရပြီးထောင်ဝင်စာရဖို့လည်းခက်ခဲနေဆဲဖြစ်တယ်လို့ဂရင်းနိုင်ငံရဲ့အကျဉ်းသားများအစည်းအရုံး KPPA မှာပြောရေးဆိုခွင့်ရှိသူ ကိုထားဖို့ကပြောပါတယ်။ညီပြချီမြေနဲ့တက်ဆိုင်လာဆိုရင်တက်ဆိုင်လို့ယူဆလို့ရမယ်ဗျ။ဒီစစ်ကောက်စီအနေနဲ့အဲဒီကြားပြည်နဲ့ဂရင်းနီပြည်နယ်မှာစစ်ပွဲဒီတိုက်စစ်အကြီးကျယ်နဲ့ရင်ဆိုင်နေရတယ်။ပြီးသူတို့ဘက်ကနေလည်းနေမြေပေါင်းများစွာလက်လို့ဆုံးရှုံးရတဲ့အချိန်နောက်ပိုင်းနိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပင်မှုကနေသွားတယ်ပေါ့နော်ပြီးရင်နိုင်ငံရေးအကျဉ်းသားတွေလည်းတချို့တော့ပုံမှန်တွေနဲ့ထက်ကပ်ပြီးတော့အမှုအမှုထက်တင်တဲ့တရားထက်ဆွဲပြီးရင်ဒီမက်စလာလောက်မှာပဲလူရည်စီဖြစ်တဲ့နိုင်ငံရေးအကျဉ်းသား9ယောက်ကိုသူတို့လွတ်ပေးမယ်ဆိုတော့ဒီလွယ်ကူမြို့မရေးစခန်းမှာချုပ်ထားတယ်ပြီးရင်သူတို့မလွတ်ပေးဘဲနဲ့နောက်ထပ်အမှုတစ်ခုနဲ့အမှုတစ်ခုနဲ့တရားထက်ဆွဲပြီးထောင်ထဲကိုပြစ်ထည့်ထားတယ်ပေါ့နော်ဒီလိုအခြေအနေနဲ့ကြုံတွေ့နေရတယ် စစ်ကောက်စီရဲ့မြန်မာနေ့စဉ်တရက်နေ့ဧပြီ18ရက်နေ့ကလူရင်းချမ်းသာခွေမှာအကျဉ်းသား9ရောင်နဲ့အကျဉ်းသူ9ရောင်လူမြောက်လာပြီးသူတို့တွေဟာခိုးမှုလူရဲမှု အများပြည်သူပိုင်းပစ္စည်းတွေကိုဖျက်ဆီးမှုလူတက်မှုစတဲ့ရဇဝူကျူးလွန်သူတွေပဲဖြစ်တယ်လို့ဆက်ပြောပါရတယ်။ ဝမ်ကောက်ထောင်းမှာရှိနေတဲ့ဒီနိုင်ငံရေးအကျဉ်းသားညကိုရီကျွန်တော်ပြောချင်တာပေါ့နော်ကျွန်တော်တို့တွေကတရားမျှတမှုအတွက်ပြည်သူတွေနဲ့သူစစ်ကောင်စီတိုးလန့်နေတဲ့သူတွေဖြစ်တယ်ပေါ့ကျွန်တော်မကောင်းတဲ့အရာတွေကိုလှုပ်ဆောင်ခဲ့တဲ့လူမဟုတ်ဘူးအဲ့ဒါကျွန်တော်တို့ဂုဏ်ယူရမယ်ကျွန်တော်တို့ဒီအကျဉ်းကျသွားတာဆိုတာကျွန်တော်လည်းနားလေတယ်တော်တော်ကြီးကျွန်တော်ခံစားခဲ့ကြရတယ်တို့ပေမဲ့ကျွန်တော်ပြောချင်တာကျွန်တော်ညကိုရီတောက်ခံထားဖို့ကျွန်တော်ပြောချင်တယ်ကျွန်တော်ညကိုရီတောက်ကြော်လာတဲ့အချိန်မှာဒီကျွန်တော်ညကိုရီကိုကျူဆူဖို့အတွက်ပြည်သူတွေကအမြင်နဲ့ဆောင်ဆိုင်နေပါတယ် ဒါပြင်လွိုက်ကောအကျဉ်းထားမှာလဲနိုင်ကျင်းတွေကိုနှပုတ်တပုတ်သုံးပုတ်တပုတ်စားတဲ့ရှော့ရမျိုးတက်မဲ့ပေးတာမျိုးမရှိတော့တဲ့အပြင်ပြီးခဲ့တဲ့ February လအတွင်းလို့ရစစ်တဲ့နိုင်ကျင်း၅ရောက်ကိုလည်းထပ်သူပုံမရီနဲ့ချွတ်နောက်ထားစေဖြစ်ပါတယ်စစ်ကောက်စီရဲ့လူငယ်ချမ်းသာခွင့်မှာနိုင်ငံအဝန်အကျဉ်းထောက်အသီးသီးကအကျဉ်းသားပေါင်း9000နီးပါးပါဝင်ခဲ့ပြီးအဲ့ဒီထက်ကနိုင်ကျင်း388ယောက်ပဲပါဝင်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ်။ နားဆင်ကြကြရတာကတော့သတင်းနဲ့မီဒီယာကွန်ရဲ့ Network Media Group သတင်းဌာနကတင်ဆက်ထားတဲ့ Radio အစီအစဉ်ပဲဖြစ်ပါတယ်။အစီအစဉ်တွေကို နေ့စဉ်မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာတင်ဆက်သွားမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြဖို့တိုက်တွန်းရင်းနဲ့အစီအစဉ်ကိုဒီမှာပဲနှီးကုန်ချုပ်လိုက်ရပါတယ်ရှင်။ ားတို့မစ္စမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်သွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးတော်တော်ရှင်တို့အနေနဲ့ဝေဖန်ချံပြချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့မစ္စမရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်တော်တော်ရှင်တို့ရဲ့ဝေဖန်ချံပြချက်တွေကိုချိုးဆိုပါရရှင်မစ္စမရေဒီယိုရဲ့ဒီနေ့မနက်အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆီယနာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှပါချမ်းသာပါစေလို့မစ္စမရေဒီယိုဖွဲ့သားတွေကစူတောင်းမြတ်တာပို့သားလိုက်ပါတယ်မြန်မာပြည် ူတွေနဲ့တူရက်တိနေမယ်မင်းစမရေဒီယိုပဲဖြစ်ပါတယ်နောက်ဆက်ကြသူတွေအားလုံးကျမ်းမာကြပါစေရှင်